ကလေးကလူလူကပါလာတယ်အဲဝင်ပူးကတ်တဲ့အခြေအနေမျိုးတွေရှိရဲအဲသူတို့ဘက်ကတောင်းခံတာလည်းရှိရဲပြီးတော့ဒီအကိုကိုတိုင်းလည်းလေးဇန်ညွန်းစရာဒိုက်တာကိုအကိုကိုဝင်းလေးထက်ကိုတိုင်းလည်းပြောထားရရှိရဲမလားသူတို့မှကလေးလေးတင်ထားရလေဒီအိုက်တီးဖြတ်နေတဲ့အချိန်မှာတော့မှသူ့ရဲ့ဘေးရတယောက်ကိုဝင်ပြီးတော့လေအဲဇက်ဝင်တေးအနောက်ခံတေးလေးလေထဲ့ထားရလေအဲ့ဒါလေးကိုဟိုဝင်ပြီးတော့ပူးပြီးတော့ရေးသွားတာအဲဒါလည်းသူတို့ကိုယ်တိုင်ကိုက ဘယ်လိုပြောမလဲအခုအညီတစ်ခုပေါ့နော်တောင်းခံနေတဲ့အခြေအနေမျိုးတွေနဲ့ဒီဇက်ကားလေးကဖက်ဖက်ကနေပေါ့ပထမဇက်တွေရောက်လာရတဲ့ကားလေးလို့ဇက်မလေးကတော့မြင်တယ် တိုက်တာပေါ့နော်ကိုဝင်းလင်ထက်ကနေပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံပေါ့ကြုံခဲ့ရတဲ့ဥစ္စာလေးတွေကိုပေါ့ဒီဆက်မလေးဝင်းညင်ပိုင်းနေခေါ်သွင်းတဲ့ဥစ္စာလေးနဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်ဒီအားလေးကိုပေါ့ဟိုရုပ်ရှင်လေးအဖြစ်ပေါ့နော်ပြန်လည်ပြီးတော့ပြသရတယ်ပရိသတ်ရှင်ကိုချပြတဲ့ချင်းတွေတခုကိုဆောင်ရွက်တာပါအဲ့ဒီဘိုင်းနေမှာကြတော့ဆရာမလေးရကြတော့ကုညီပြရတဲ့အပိုင်းရကြတော့ပေါ့နော်ဒီဝိညာဉ်ခေါ်သွင်းတဲ့အပိုင်းလေးပေါ့ပြီးတော့ဆရာမလေးတို့ဉာဏ်လောကသားရင်းနဲ့ချိတ်ဆက်တဲ့အခါမှာပေါ့ဟိုဒီဉာဏ်လောကသားတွေပေါ့ကိုယ့်စီကိုဝင်လာတဲ့ချင်းတွေမှာ ဖြစ်လာတဲ့ခံစားချက်မျိုးပေါ့နော်ပြီးတော့ရုပ်မျက်နှာအပြောင်းလဲတွေလေဖြစ်သွားရယ်လေမာဆိုလို့ရှိရင်ကဲကဲတေးဥဆောင်လာတဲ့ပိုင်းလေးတွေလည်းညီမတို့လည်းဒါထွေးလာမှာပဲဖြစ်ပေါ့နော်ဟိုကယုံလဲတင်တာနှစ်ပတ်လောက်ရှိပြီဆိုတော့ဒါကြည်ပြီးတလောက်လည်းဖြစ်လာမှာပါဝိညာဉ်ပုတ်ကတ်တဲ့အခြေအနေမျိုးတွေပြီးတော့ခေါ်သွင်းတဲ့အပိုင်းတွေအဲ့ဒါလေးတွေတော့ဆံမလေးရဲ့ဒီဗီဒီယိုကလစ်တွေပေါ့နော်အင်တာဗျူးကလစ်တွေကိုအများကြီးပဲကြည့်ပြီးတော့ပေါ့တော်တော်လေးပေါ့သူတို့ဘက်ကလည်းအားဆိုင်ပြီးတော့ဆောင်ရွက်ခရာရေးပေါ့နော်အဲ့လိုလေးတွေ့ပါတယ်ဆံမလေးတော်တော်လေးဟိုစူးစမ်းထုတ်ထားတာတွေ့တယ် တရုတ်ဆောင်မင်းသမီးပေါ့နော်ဒီညီမလေးကိတ်ကိတ်ဘက်ကလည်းတရုတ်ဆောင်ကောင်းတယ်လို့မျိုးပေါ့အဲဒီပြင်ဇက်ဖို့ဇက်ရံပေါ့နော်အကုန်လုံးကသူ့ရဲ့ကြတဲ့ဇက်ရုပ်ကိုပေါ့ပြောမယ်ဆိုရင်တော့တာမန်ဇလန်းတစ်ခုကနေပေါ့ထိုးဖောက်ပြီးတော့ပေါ့နော်ပြိဿကရင်ထဲကိုရအောင်ပေါ့ပေးနိုင်ခဲ့လို့ဇမလေးကတော့မြင်တယ်ဒီအကြီးနဲ့ဒီယာနဲ့ဒီမြေကြီးနဲ့ဆက်ဆက်တယ်လေမကြုံမလို့တဲ့ပုံကိုပိုင်းကြီးရှိတယ်ဆိုရင်ဒီယာမိသားစုကအများပေးတယ်ပေါ့ ခေါ်ပြီးတော့ပေးလိုက်နော်ဟုတ်ဒါဆိုရင်သူတို့လည်းကောင်းတဲ့ရှင်နေသူတို့လည်းတွွတ်တွွတ်လို့ရှင်နေရောက်ရမယ်နော်ကိုကတော့အစပိုင်းတော့ကသူကဒီကားပေါ့နော်ဟိုစီစဉ်နာတော့ကြာပြီလို့သူပြောတယ်နှစ်နဲ့ချီပြီးတော့သူလည်းပေါ့အစီစဉ်လေးတော့ဆွဲတယ်ဆွဲပြီးတော့မှဒါခုနဆက်မလေးကလေးလေးတွေနဲ့လိုက်ပြီးတော့ပေါ့နော်သူမင်းသမီးဘက်ကိုလည်း supporting ပေးတယ်သူလည်းလေးလာတယ်ပေါ့နော်ဘယ်လိုမျိုးဒီပြီးတော့ဒီပထမဆက်တစ်ခုကြောက်ပေါ့ဒီအကိုကလည်းဆက်မလေးစီရောက်လာရဲ့လို့ကိုဝင်းလင်ထက်ကိုလည်းဆက်မလေးကယုံကြည်တယ် သူကလည်းဒီပရပိုင်းနေနဲ့ပတ်သက်ပြီးတော့ဗောအဲ့လိုမျိုးအတွေ့အကြုံတွေသူမှအများကြီးပဲရှိတယ်အဲ့တော့အကြောင်းတစ်ခုဗောလေပုံကိုပိုင်းရပဲလွတ်တာတော့လကောင်းဗောပရပိုင်းရပဲဒီလိုအခြေအနေလေးတစ်ခုကိုချပြစေခြင်းလို့ရည်ညွှန်းပြီးတော့ဗောနော်လွတ်တယ်ဗောအဲ့လိုအခြေအနေမျိုးပဲဆက်မလေးကတော့ထင်တယ်အဲ့ဆိုဆိုင်ရာပိုင်းရပုံကိုတောင်းပြီးလေဒီလိုပရလောကမှာဆက်တယ်ဇမလေးရဲ့ဘဝအကြောင်းနဲ့တော့တထက်သေးတော့မဟုတ်ဘူး။ဇကားတကားပေါ့နော်။လှလှပပလေးအခြေအနေလေးတစ်ခုဖြစ်ဖို့ရော ဒီပြပိုင်းရဲ့နန်လောကသားပေါ့နော်ဟာဟိုပေါ့ဒီဘက်ကရှင်သူတွေသိအောင်လို့ပေါ့အခြေအနေမျိုးနဲ့ဒါကတော့ဟိုဆောင်ရွက်ထားတဲ့ကြည်လို့ကောင်းမဲ့အခြေအနေလေးတစ်ခုပေါ့ဒါပေမဲ့တကယ်လက်တွေ့ဘဝနဲ့ဖြစ်နေတဲ့ပြလောကသားတွေရဲ့အကြောင်းအရာကိုပေါ့နော်ဒီရှင်သူပေါ့ရှင်သူတွေပြလောကနဲ့မဆက်ဆက်တဲ့သူတွေပေါ့နော်အကုန်လုံးသိဖို့အတွက် message လေးတစ်ခုပေါ့နော်ပေးထားတဲ့ဇာတ်ကားလေးလို့ဆက်မလေးကမြင်နေပြီးတော့အဲ့မှာသူတို့ရိုက်ထားတဲ့ အခြေအနေတစ်ခုဆိုလဲဘာပဲဖြစ်ပေါ်ဆမာရီတို့အခုလက်ရှိဒီနန်လောကတိုင်းနဲ့ဆက်သွယ်ပြီးတော့လုံလောက်ကိုင်းနေတဲ့အခြေအနေတစ်ခုမှာကဲနေရတဲ့အခြေအနေမှာပေါ့နော်လုံးဝတထထဲကြတဲ့ဘိုင်းတွေအများကြီးပဲတွေ့ရတယ်။အဲဝင်ပူးကတ်တဲ့အခြေအနေမျိုးတွေရှိရဲ့အဲသူတို့ဘက်ကတောင်းခံတာလည်းရှိရပြီးတော့ဒီအကိုကိုတိုင်းလည်းလေးဇန်ညွန်းစရာဒါရိုက်တာကိုအကိုကိုဝင်းလင်ထက်ကိုတိုင်းလည်းပြောထားရရှိရမလားသူတို့ကကလေးလေးတင်ထားရလေဒီ ID ဖြတ်နေတဲ့အချိန်မှာတော့မှသူ့ရဲ့ဘေးရတယောက်ကိုဝင်ပြီးတော့လေအဲဇက်ဝင်တေးအနောက်ခံတေးလေးလေး ထည့်ထားတယ်လေအဲ့ဒါလေးကိုဟိုဝင်ပြီးတော့ပူးပြီးတော့ရေးသွားတာအဲဒါလည်းသူတို့ကိုယ်တိုင်ကဘယ်လိုပြောမလဲအခုညီတခုပေါ့နော်တောင်းခံနေတဲ့အခြေအနေမျိုးတွေနဲ့ဒီဇကားလေးကဖက်ဖက်ကနေပေါ့ပထမဇက်တွေရောက်လာရတဲ့ကားလေးလို့ဆမာလီကတော့မြင်တယ်ဘယ်လိုချိန်ဆက်လဲဆိုတော့ဆမာလီရဲ့ကလစ်တွေကိုအရင်ဆုံးကတော့အကိုတို့ကဟိုဒီသူတို့သေးသူဝိညာဉ်ပိုင်းနေပေါ့နော်သူတို့အများကြီးသူတို့လေးလာတယ်လေးလာတဲ့အခါမှာဆမာလီကိုသူလည်းခုနပြောသလိုပေါ့ပထမဇက်ရှိလို့ သူလည်းယုံကြည်တဲ့အချိန်တွေပေါ့ပြီးတော့ပရိတ်သတ်ကဆံမလေးကိုချစ်ကြတယ်ယုံကြည်ကြတယ်အားကိုးကြတယ်ပရိတ်သတ်ကမန်နေမှာလည်းတရားရဂိုင်းတော့ပေါ့ဆံမလေးဟောချက်တွေမှန်ကန်တယ်ဆိုတာမျိုးတွေတွေ့တဲ့ခါကျတော့သူကဒီဆံမလေးရဲ့ကလေးလေးတွေပေါ့နော်မီဒီယာကနေတက်ထားတဲ့ view လေးတွေအကုန်လုံးသူလေးလာပြီးတော့မှဒီဘက်ချမ်းကို supporting ပေးတာပြီးတော့မှဆံမလေးရကြတော့ဓာတ်ရိုက်ပေါ့မင်းသမီးကိုညွှန်ကြတဲ့အပိုင်းတွေတော့ဆံမလေးမလုပ်ဘူးဒီပရလောကသားနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အခြေအနေလေးတွေပေါ့အဲ့ဒါမျိုးလေးမှဆံမလေးကကိုကြီးဆောင်ရပေးတာလေးရှိတယ် ဟိုဓာတ်ရိုက်ကြီးတော့မော်ဒီမင်းသမီးဘက်ကိုညွှန်ကြတာမျိုးမဟုတ်ဘောเนาะဆက်မလေးဝင်ပြီးတော့စီးတာဝင်ကပ်ပြီးတော့သူတို့တောင်းခံတဲ့အပိုင်းနေအဲပြီးလို့ရှင်ဒီကွယ်လွန်သူတွေကိုပေါ့เนาะရှင်သူမိသားစုဘက်ကိုကူညီတဲ့ဥစ္စာမျိုးလေးတွေကိုသူတို့ဟိုအများကြီးပေါ့ကြည့်ပြီးတော့มาပေါ့เนาะဒါဆောင်ရွက်ထားတာဖြစ်တယ်ဆက်မလေးကိုယ်တိုင်ကတော့တွားပြီးတော့ရိုက်ပွဲမှာဓာတ်ရိုက်လိုက်ပြီးတော့ကူညီပေးတာတော့မဟုတ်ပါဘူးအဒီဘာကိုတူလာဘူး အခါမှာတော့ဘလို့မြင်မိလဲဆိုတော့ဟိုဒီမှာတော့ကွဲပြားမှုတွေရှိတယ်ဗောနော်တချို့ကလည်းနန်လောကသားကိုယုံတဲ့လူတွေရှိရယ်မယုံသူရှိတယ်အဲ့တော့ယုံခြင်းမယုံခြင်းဆိုတာတစ်ပေါ်ဆံမလေးကတော့ positive အမြင်ဗောနော် positive အမြင်လေးနဲ့ပဲအဲအားလုံးမြင်စေခြင်းနဲ့ကိုဒီလက်တနေ့ကြရင်ကွယ်လွန်တဲ့ခြေအနေတစ်ခုပေါ့နော်မွေးဖွားခြင်းပြီးလို့ရှိရင်သေဆုံးခြင်းဆိုတာရောက်ကြမှာလေအဲ့ခါကျတော့ငါများတကယ်လို့များဒီကားလေးကိုကြည့်ပြီးတော့ပေါ့နော်ဒီလိုခြေအနေတစ်ခုငါဒီရောက်ခဲ့တော့ငါ့ကိုကူညီမဲ့လူရောရှိပါမလားပေါ့နော်အဲ့လိုခြေအနေမျိုးလေး message ပေါ့ ပြောချင်တဲ့အဓိပ္ပာယ်ကတော့ညီမလေးရဟိုတေချင်းရဲ့အနောက်တချမ်းမှာလူတိုင်းကဒါမမြင်နိုင်ဘူးလေဝေဖာပြီးရင်တေဆုံးရမယ်ဆိုတော့သိတယ်တေချင်းရဲ့အကြောင်းအရာဘုံကမြည်းဆန်းကြည့်လို့မရဘူးအဲ့အတွက်တေချင်းတစ်ဖက်မှာဒီလိုမျိုးအခြေအနေမျိုးမှာငါဒီရောက်ခဲ့ဒီရှိတော့ပေါ့အဲ့လိုမျိုးအတွေးမျိုးလေးနဲ့ပေါ့နော်ဟို message လေးတစ်ခုပေါ့ကောင်းတဲ့ positive အမြင်လေးနဲ့ရတယ်ဆိုရင်တော့ဒါဘာပဲဖြစ်ပေါ့နော်ဝမ်းမြောက်ဆရာပါပဲဒီကားလေးကိုရိုက်ကူးတဲ့အကိုတွေဘက်ကရောတရုတ်ဆောင်သွားတဲ့ပအဝင်တရုတ်ဆောင်တဲ့မိသားစုတွေရောဆရာမလေးလည်းဝမ်းသာကျင်တတ်ပါတယ်ဘာပဲဖြစ်ကိုဒီပရလောကနဲ့ဆက်ဆက်တဲ့ ဟိုခေါ်သွင်းတဲ့ပုံလေးတွေเนาะပြီးလို့ရှိရင်ဆက်မလေးတို့ဒီမျက်နှာအနေထားတွေအကုန်လုံးပေါ့เนาะသူတို့ဘက်ကလည်းထပ်တူကြအောင်လေပါဝင်ပေးတာပြီးတော့ဒီထွေလာလေးကြည်တာနဲ့နေစိတ်ထဲမှာပေါ့ ဟိုမန့်လေးတွေတွေ့တယ်ဆက်မလေးထွေလာလေးတက်လာတော့ဆက်မလေးဆက်မလေးအုံမကျော်ကျော်တတိရတယ်ပေါ့နော်ဒီအားလေးကိုတွေ့တဲ့ခါမှလူတို့အများကြီးပေါ့ချစ်ကြတဲ့ပြိတ္တတွေကမန့်နိုင်တွေ့ပါတယ်ဘာလို့ဆိုတော့အခုလဲတို့ဆွေးနွေးတဲ့ကလေးလေးလဲဆက်မလေးတစ်တော်ဒီမှာလဲတင်ထားရလေအကိုတို့ဒီမှာမင်းသမီးတို့တို့ဒီအဖွဲတွေပေါ့နော်အကုန်လုံးဆွေးနွေးတဲ့ခါမှဆက်မလေးကလေးတွေကိုဒီပေါ်မှာတီးပြီးဖန်သားပြင်ပေါ်မှာတင်ပြီးတော့သူတို့ကြည်နေရလေကြည်ရအပြောဆိုပေါ့လေဦးလေးသိန်းနေရစပေါ့ဒီဝင်တဲ့မျက်နှာအရှင်ပြောင်းတာတည်းရစ အကုန်လုံးသူတို့ဒါလေးတွေကိုဟိုပြောမယ်ဆိုတော့နတ်ဝင်တယ်ဆိုတော့ခေါင်းစဉ်နဲ့လိုက်အောင်ပေါ့နော်ဝိညာဉ်ပိုင်းနဲ့ဆက်သွဲတဲ့တရုပ်ဆောင်ပိုင်းအောင်ပေါ့ဟိုတကယ်ဝင်နဲ့ပရလောကနဲ့ဆက်ဆက်နေတဲ့ဒီချိတ်ဆက်မှုရှိတဲ့ဇမတိနဲ့ပေါ့နော်တစ်ထက်တည်းကြအောင်သူပြသဖို့ဆိုတာလဲတကယ်လက်တွေ့နယ်ပယ်မှာသွားနေတဲ့လူရဲ့ဟိုပြောမယ်ဆိုရင်ဟိုအတ္တပတိပေါ့နော်လှုပ်ရှားမှုကိုကြည့်မှာပဲလေဒါတရုပ်ဆောင်ပိုင်းဘက်ကလည်းကောင်းကောင်းလေးပေါ့နော်ဆောင်ရွက်လို့ရမှာလေအဲ့တော့သူတို့အဲ့ဒီကြည့်နေတဲ့ကလေးလေးတွေတွေ့ပါတယ်ဇမလေးစီလည်းသူတို့ ခွင့်တောင်းမှုတော့ဗောနော်ဒါလေးကတော့ဆောင်ရွက်တာဖြစ်ပါတယ်ဘဝဒီတရားလုံးမှာအချောဆုံးအလှဆုံးတော့အုတ်စာဆောင်မျိုးစုံမျိုးတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်ဒီမလေးကဝမ်းတာတာဗောဟိုးရင်တော့တစ်ချိန်တော့တွေးကြဘူးတာလေးရှိတာဗောနော်အဲ့လိုမျိုးပေါ့ပရလောကသားတွေခက်ခဲနေတဲ့ခြေနေမျိုးတွေသူတို့ဘက်ကနေကုညီတောင်းခံနေလူသားတွေဘက်ကိုအဲ့လိုမျိုးခြေနေလေးတွေကိုပေါ့ဟိုတိမြင်အောင်ပေါ့နော်ချပြနိုင်တဲ့လူမျိုးရှင်ကောင်းမယ်လို့ဆာမလေးကအရင်ကတွေးခဲ့ဘူးတယ်အခုကတော့ဘာဖြစ်ဖြစ်ဒီကားလေးကိုကြည့်ပြရခါမှာပေါ့ဟို တရာမှာပေါ့နော်95ရာခိုင်နှုန်းကတော့ခုနလိုပေါ့ကောင်းတယ်ပေါ့နော်ဒီကားလေးကကောင်းတယ်ကြီးလိုက်တာနဲ့ဆံမလေးမျက်နှာကိုပေါ့ဘယ်ခန်းလေးကြီးလိုက်တဲ့အချိန်မှာဆံမလေးခေါ်တဲ့အတိုင်းပဲဝိညာဉ်ခေါ်သွင်းတဲ့အတိုင်းပဲအဲဝင်လာတဲ့အချိန်နေပေါ့ဆံမလေးဒီဟိုဝိညာဉ်ကပူသွားတဲ့အချိန်နေဒီမှာဒီလိုခေါင်းဆက်တာအစတူတယ်အဲ့လိုမျိုးပေါ့နော်မန်လေးတွေတော်တော်များများဆံမလေးတွေ့ရတယ်အဲတချို့ကြလည်းကိုယ်နာမည်မသိတဲ့အခါကျတော့ဟိုဆံမလေးနဲ့တူတယ်ခေါ်သွင်းတာဆိုအဲ့လိုမန်လေးတွေပေါ့နော်ညအောင်မှဆံမလေးကြီးလိုက်ရသေးတယ်အဲ့လိုလေးတွေ့တယ်အဲ့ဒါတွေ့တဲ့အခါကျဝမ်းမြောက်တယ် ဘာပဲဖြစ်ဖြစ်ပေါ့ဒီရုပ်ရှင်တကားကိုဒီရုပ်ရှင်လို့မမြင်ပဲနဲ့ကိုယ့်ရဲ့ဘဝတခြားလုံးမှာပေါ့တနေ့ကျရင်တွေ့ကြုံရမယ့်အခြေအနေကြီးတစ်ခုကို message ပေးတဲ့အရာတစ်ခုလို့ပေါ့နော်ဆက်မလေးတို့ကအဲ့လိုမျိုးလေးအသည့်လေးတစ်ခုနဲ့ယူစေခြင်းနဲ့ဒီကားလေးကိုကြည့်ပြီးတော့လေသူ့ကိုလင်းကိုအိမ်မထဲမှာပြေးပူတယ်ဒင်းကောင်ကဝိညာဉ်နဲ့တရားတွေမွေးပြီးတော့ခိုင်းစားနေရတယ်နော် ပြောမယ်ဆိုတော့ဆာမလီဓာတ်တော့ဗောနော်သဘောထားမျိုးစုံကွဲလဲနိုင်ပါတယ်ဆာမလီမြင်မှာတော့69ရာခိုင်နှုန်းထိတူတယ်လို့ပြောမယ်တရားမှာဗောနော်300ရာခိုင်နှုန်းအောင်ကတော့ဒါခုနပြောသလိုပါရမီကန်တစ်ခုဗောနော်ခြံလက်ထားတာဘာလို့ဆိုသူအများကြီးဗောတူအောင်တရုတ်ဆောင်နိုင်တဲ့ဒီမျက်နှာအက်တစ်ဗောနော်အကုန်လုံးဗောပြပြအောင်ဗောဝင်ကတ်တဲ့အချိန်နေခေါင်းဆက်တဲ့အချိန်နေပြီးလို့ရှိရင်ဒီပရပိုင်းနေဝင်လာတဲ့အခါမှာဆမလီတို့အကြအာယုံယူတာပေါ့နော်ဆမလီတို့ဆိုလည်းဒီလိုတချမ်းကိုအာယုံယူတယ် ဒီဘက်ကဝင်လာတယ်ဆိုရင်လေတချမ်းအောင်အယုံဆိုင်ပြီးတော့အဲ့လိုမျိုးယူတဲ့ခါကျရင်ခေါင်းကဒီဘက်ကိုခါကျရင်ဆောင်းသွားတာလေးရှိရဲအဲ့လိုမျိုးအခြေအနေတွေအထိပေါ့အများကြီးသူဆမလေးကလစ်တွေကိုတော်တော်လေးပေါ့နော်ဟိုတစ်ခုတည်းမဟုတ်ဘူးသုံးခုလေးခုအများကြီးပါပဲလေးလာပြီးတော့ကြည်ထားရဲဆိုတော့ဒါတိဥဆောင်ပိုင်းကိုကြည်လိုက်တာနဲ့ပေါ်လွင်တယ်အများကြီးတော်တဲ့မင်းသမီးလို့ဆမလေးပြောချင်တယ်ပြီးတဲ့ခါကျတော့ဟိုအခြားဒီဇက်ဖို့ဇက်ရံတွေအကုန်လုံးလည်းတော်ပါတယ်သူတို့ကြားတဲ့ဇက်ရုပ်ကိုပေါ့နော်သူတို့ရဲ့အခန်းကဏ္ဍမှာပြပြအောင်တခမ်းမဲ့ပပနှခမ်းမဲ့ပပပေါ့နော်အများကြီးတိဥဆောင်ကောင်းတယ် ဟိုပြီးတော့နောက်တစ်ခုကဇညွန်းဒိုက်တာကိုဝင်းလက်ထက်ကိုလည်းဆက်မလေးရလေးစားတယ်အရင်ပဲဘာလို့လဲဆိုတော့ဒီဝိညာဉ်ပိုင်းဝင်လာတဲ့အချိန်တွေပါပေါ့နော်နောက်ကသူတို့သူတုံးလိုက်တဲ့မီးရလင်းအမှောင်တို့အသံပေါ့အဲ့ဒါတွေကအကုန်လုံးဒီဇက်ွက်ဇက်ွက်မှာပေါ့နော်ဒီတရုတ်ဆောင်သွားတဲ့တရုတ်ဆောင်ပိုင်းမိုတီရောအကုန်လုံးဒီအကုန်လုံးကညီမလေးကဘယ်လိုပြောမလဲအသံအလင်းအမှောင်ပြောစရာမရှိဘူး ဟိုကြည်နေတဲ့လူကဒီတခန်းပြီးရင်နောက်တခန်းဘာလာမလဲပေါ့ဒီကားလေးကိုပြီးမှတော့ကြောက်တယ်ဆိုပြီးတော့အဲ့လိုမျိုးမန်းတဲ့ဥစ္စာကြီးလဲဆက်မလေးအများကြီးပဲတွေ့တဲ့အတွက်အရန်ဝမ်းသာတယ်ပြောမယ်ဆိုလို့ရှိရင်ကိုဘယ်လိုပြောမလဲကိုရဲ့နေပဲတစ်ခုကိုပေါ့နော်ဒီကိုနဲ့တထထဲကြာနေရဲ့နေပဲတစ်ခုကိုဇက်ရုပ်တစ်ခုအဖြစ်ဖန်တီးပြီးတော့မှပြိတက်ကရင်ထဲကိုပေါ့အရောက်ပို့ပေးနိုင်တယ်ပေါ့နော်ဇကားလေးလိုဆက်မလေးမြင်တယ်ဝမ်းလဲဝမ်းသာပါတယ်ခုံလဲခုံယူပါတယ်ဒီလိုမျိုးပေါ့ဟိုကြော်ရိုးတစ်ခုကိုဖောက်ထွက်ပြီးတော့ပေါ့နော်ရိုက်နိုင်တဲ့အခြေအနေလေးတွေ့လို့